ဆိုရင်ကျွန်တော်ကအနည်း90ပြည့်ဖို့တနေ့ပဲအဲဘာတက်ရရတော့နှစ်နှစ်ပြည့်တယ်အခု25 26 29ဆိုရင်ကျွန်တော်တပင်းတက်90ပြည့်ကျွန်တော်ပြည့်ခဲ့တဲ့အဲ2000စခွန်လုံးကအနည်း40ပြည့်ဖို့လွတ်လပ်ပါပြီမြေသားကက်ဆက်ပြည့်ဒီမှာတော့ပွဲကိုရက်ထားပြီပေါ့နော်6နှစ်တက်တမ်းမှာဘာမှ တော့ဗောအမျက်မတော်ရင်ဆိုင်ရတာကြီးကအပျက်စီးတွေနဲ့ပဲရင်ဆိုင်ရတယ်တင်ခါရသဘောတရားတွေဗောပစ္စည်းတွေကိုပစ္စည်းကိုဘာသာ break out လဲရအောင်ကလို့လဲမရကလို့လဲမရဲကဘူချင်းစောင်းဝင်းစောင်းဝင်းနဲ့ထုံးနေဖြစ်ခဲ့တယ်အဲ့တော့တော့ကြာတော့ပြောတယ်ဘူးဗောအချိန်နေပြောင်းလာရင်တော့ဖြစ်လာမှာရုပ်ရှင်ဆိုတော့က process ကြီးဗောအော်ငုံနေမျက်လုံးကိုမြင်အောင်ပြလို့ရတယ်ပြဿနာကြတော့အစီအစဉ်ပြိတ္တမတပါး အနောက်ရောက်နေမမြင်ရတော့ဘူးဒါပေမဲ့အဲ့မှာကပညာပညာသိပ်ပါကြတယ်လို့ပဲကျွန်တော်ပညာရှင်ကြီးတွေအမှုပညာရှင်တွေလေးလေးစားစားပြောတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့မျက်ရည်တွေမမြင်ရပေမဲ့ကြည့်နေတဲ့တယုံလုံးလူတွေရဲ့ရင်ထဲမှာအနီးမှလာပြီးတော့ပြတ်လို့ကိုပါဝါတွေတဲရတော့တမန်စကားတဲ့ပို့ပြောရတယ်တမန်တုံးတဲ့ပို့ပြီးတော့ပေါ်ရတယ်အဲ့ဒါခင်ဗျားတို့ဖြစ်နေလေးလေးတို့ရဲ့ဟောပေါ့ဖြစ်စားပေါ့နော်နောက်ပိုင်းကျတော့ ော်လာမိုက်တွေပေါ်လာတဲ့အတွက်ကြောင့်အခုရုပ်ရှင်လိုပဲအေးစီလေးပေါ်ပေါ်ပါပါအတောင်ချပြီးတော့ပြောလို့ရတယ်။ဒါကြောင့်အသက်ကြီးအသက်ကြီးမှုတ်လိုက်တာလေးတွေ။အဲတော့ဖြည်းဖြည်းမှန်မှန်လေးပြောတာလေပြောပြောလို့ရပါ။ဒါတော့ရှိတော့ကတော့ဟုတ်တယ်။အခုနောက်ပိုင်းမှာတော့ပြဿနာတွေကတကယ့်ကိုရုပ်ရှင်လိုလေအတန်ဒီတင်းစရာမလိုဘဲနဲ့ဒီကြောင့်ဆီပြောင်းသွားကြပြီဆိုတော့မထူးပါဘူး။တိတ်လိုက်မှမကွာတော့ဘူး။ ဲ့ပါကျွန်တော်တူတော်မောင်မျိုးစလုံးပါတယ်လေအပြီးတော့လေဟိုဆွေရည်လေးရလေ invite လုပ်တယ်ပြောအထူးသဖြင့်တော့တင်မောင်စမင်းဝင်းပေါ့သူကျမကြီးမကောင်းတော့ကျွန်တော်စိတ်ဝင်သွားတဲ့ကောင်မှာသူဒီဇလန်လေးပြောပြတယ်ဦးစင်ကြည့်ပြအောင်ကြည့်ဆိုတော့ကျွန်တော်အရင်စိတ်ဝင်စားသွားတယ်အခုလိုထိတ်ခေါ်တော့ကျွန်တော်ပျော်သွားတာပေါ့အရင်လည်းစိတ်ဝင်စားပါနေနာဘောင်ဝါနဲ့ပတ်သက်လို့တော့အချမ်းတွေ့ကြုံလေးတွေကတော့စက်သွင်းလောကတွေမှာရှိတာပေါ့နော်။ဒါကြရင် ပေါ်ပြူးပြင်းနေမှုပဲမြဲတခါကျရင်ထူးထူးဆန်းဆန်းလေးတွေကိုအာလှမ်းလိုက်ချက်တာခံရဘူးလို့အာပြုတ်ပြမှာဒါအာဆိုင်းတော်မှာကတော့တဖွဲ့လုံးကတူးစီမှာလိုက်လိုက်ပြီးအိမ်မက်တွေပေးနေပွင့်ရကနေဂျပန်ကြီးကဆယ်ရကျော်အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့အမြပြေးပါအမြပြေးပါယူလာပြောကြတယ်အဲ့လာပြောကြတဲ့ချိန်မှာ ကလေးတွေကဟိုကိုဦးစည်းကောင်းဆောင်ဆိုတော့အဖေတအားသမီးတို့အဲ့လိုလေးအိမ်မက်တွေကတော်တော်တူးနေတယ်တပြေးကြီးတွေလာပြီးတော့ဟိုအမြတောင်းဆိုကြတယ်ဟာဘယ်လိုဖြစ်တာလဲအဲ့တော့နောက်ဆုံးကြီးကြတော့ဒီပြင်ပအဆူတော်တယောက်လာဆူဆက်ကကလေးတွေကအမက်တွေကသူနဲ့တွဲရိုက်တော့ကျွန်တော်အိတ်တဲ့အိယာနဲ့ကျွန်တော်ရဲ့တပေလေးတောက်အိယာကြားထဲမှာလိုက်ကဟာသူ့ရှင်ပါဓပုံရိုက်ကြတဲ့ချိန်မှာအဲ့ဒီလက်ကကြားတဲ့နေတော့ မျက်နှာရအင်္ဂလိပ်အင်္ဂလိပ်ရောင်လို့အဲအဲ့ရောင်နဲ့မျိုးလုံးနှစ်ပေါက်ပဲအလင်းရောင်ဖြစ်တယ်ကျန်တာအပိန်းနဲ့ကြီးလူတယောက်ရက်နေတာအထက်ပုံမှာပါလာအဲ့တော့အဲ့နမှာလူဝင်လို့မရဘူးအဲလူဝင်လို့မရဘူးအဲ့ရလူအထွေထွက်မဟုတ်ဘူးအခန်းတစ်ခန်းရေးကြားဆိုနောက်နေ့ကျတော့ကျွန်တော်ကတော့ကတော့ညနေဆုံးကြီးအပေါ်သွားတော့အပေါ်သွားတော့အနောက်မှာဥရုချောင်းကြီးကြောက်ကပိုင်းရှိတယ် တွန်းလက်တွေကမင်းကလေး၄တန်းယောက်ျားလေး၄တန်းတသက်ရဲ့ပြီးဆိုကိုခန်းနဲ့ကိုတော့ပြီးတော့ဘူးလားကျွန်တော်ကအပြင်အပေါ်လေးညီမဲသွားမယ်ဆိုတော့တော့မြည်တော့ဘူးတွန်းလက်ရဲ့တောင်းကညီလို့မှာကျွန်တော်တော့လိုက်တာကျွန်တော်ရဲ့ဘေးနားမှာအိမ်သာပဲရှိတော့ကျွန်တော်ပြောလိုက်တော့ကျွန်တော်တော့ထောက်တာလက်လည်းမလုပ်ပါနဲ့လေဒီနေ့ငါတို့ကနှုတ်ဆက်တဲ့ညမင်းတို့ပုံမှန်လေအနေပြဖို့မဟုတ်ဘူးမင်းတို့ဘာဖြစ်ချင်လဲငါကောင်းဆောင်ပေးလို့ငါ့ကိုပြောလို့ ငါပြုသည်မြတ်ကုသလဝါကိုမင်းတို့အမြပေးပါလေလို့အမြအမြရှိသည်လေတော့ခတ်တာတဲ့အင်တာနက်တွေကိုတပြိုင်ယူသတိကြီးတွေချစ်ချောင်ပါဘီးဆိုတော့အဲ့မှာကျွန်တော်ပြင်တာတပည့်လေးကကျွန်တော်မဆောင်လို့သူထွက်ပြေးတာတန်းတာပေါ့အဲ့ဒါကြီးကတော့ထတ်တယ်မလို့ကြည့်ပါတော့အဲ့ဇက်ကသွားတဲ့နေရာမှာတော့တွေ့ရတယ်အများကြီးပါပဲခိပိလက်ထက်ကလေးကတွေ့ရတယ်အခုဆိုတော့ပူတော်စိတ်ဝင်စားစားကောင်းတယ်ပထမဆုံးရတော့မဟုတ်ပါဘူးအတွေ့အကြုံလေးတွေတော့ကြိုးစားကြိုးစားရှိတာပေါ့အဲလောကမှာသူများပြောတာတွေလေကြောက်ကြတာရှိတယ်ပေါ့နော် ဲ့တော့ရင်ကုန်ဆရာတွေအများကြီးပဲပြောမယ်ဆိုမကုန်ဘူးပဲသူကြီးရဲ့အဲ့ဒီမှာမှာဒါဒါလေးဖြူချာဖြူချာလေးတခုကိုလေးလေးပြောပြအောင်ကျွန်တော်ပြည်ဆက်လောကမှာတော့တရေတစိမ့်နဲ့ပတ်သက်ရင်ဟာသားလောက်ကလေးတွေပဲကြကြတယ်ကျွန်တော်အဲ့တော့စဉ်းစားတယ်ပေါ့နော်တကယ် drama ဆန်ဆန်ကြီးနဲ့ခဏခဏနာရီပြည်သက်ကိုတကယ်တုံးချောက်ချနိုင်တဲ့ point ကိုကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်လက်ပြမှားဆိုပြီးပြည်ဆက်တခုကိုကျွန်တော်စမ်းပြီးတော့ရေးတက်လိုက်ရေးတက်လိုက်တဲ့အချိန်မှာစတင်နေချိန်စတော့ အရင်ကျွန်တော်တို့ပြည်ပြည်ပြည်စာပြည်တော်ပေါ့နော်တပွဲလုံးကလည်းတအားကြိုးစားကြတယ်ပြည်စာလက်ပြမှာကြည်နေတဲ့တရုံလုံးလူပေါင်းများစွာကြည်နေကြတော့သူတို့ရဲ့လန့်ချန်သွားမှုသူတို့ခန္ဓာကိုယ်တွေလောက်ကိုလှန်သွားတာကြီးဥပမာဂရင်မောကခေါင်းကြီးကနေပြီးတော့ချက်လုံနေပါလေဆိုပြီးတော့တိမ်သားလုံးသူ့ကိုဝိုင်းကြည့်နေစမှာသူကမြုပ်ကြလာပြီးတော့ပိတ်သက်တွေကိုခုံပြီးတော့ဝင်သွားတာအဲကျွန်တော်ရဲ့နိပညာတွေလည်းလှုပ်လာတယ်ပေါ့အဲ့လိုမျိုးဆိုတာပိတ်သက်တွေကတုံ့ပြန်ချက်ကြတော့အင်နာတကောက်ကိုဖွင့်လိုက်တယ်ဘာမှအဲ့မအဲ့မကောင်းစွာကြီးကထိုင်းနေတယ် တောက်တော့ပြန်ပိတ်ပြီးရှင်းချင်းပြန်ဖို့တော့မရှိတော့ဘူးအဲ့လိုမျိုးပေါ့အဲကျွန်တော် setting နဲ့အ6လန်လေးနဲ့ပြီးတရေရေလို့ပြပေမဲ့တမိုးရှိတော့ပြီးကြည်ရင်ပညာရတော့ဇာလဖြစ်တယ်ပြီးတော့ရုပ်ရှင်လောကမှာဝိညာဉ်စိမ့်စုပြီးတော့ကျောက်တော့ဝိညာဉ်စိမ့်ကြတော့အင်္ဂလစီအများကြီးလောက်သွားတော့ပေါ့ကွာအများကြီးရှောက်ထွေလိုက်တော့ပေါ့ကျွန်တော်တော့ကျွန်တော်ပြနေတဲ့အရာဝိညာဉ်စိမ့်လောက်တော့ effects တွေပြလို့မရဘူးဒါပေမဲ့ဇက်လောကအရသာလေးတော့အများကြီးပြည့်တယ် လက်ထံဟုတ်ကဲ့အရှင်ပြဿဘောင်းစစ်စင်ပြီးပါရှိပါဘူးအထုပ်ပေါင်း70ပြီးပါရှိပါဘူးဖရာတန်းတန်ကမိပါစရာဂုဏ်ကျေးဇူးကြောင့်မအောင်မြင်မှုပုံချတဲ့ပြဿနာမရှိတော့ရှားပါဘူးအားလုံးတိတ်သက်တည်းရဲ့အဖြေကတော့ဟောဘောကြည့်ရတဲ့ရင်ထဲကိုတန်ဖိုးရှိသွားရောက်ပြီးခန္ဓာတွေခန္ဓာအဆောင်အုံကြီးတွေတောင်းတာတွေစိတ်ထိုက်တယ်အဲ့လိုလို့တော့ကျွန်တော်ဒီအေးစရာဖြေရပါတယ် အဲ့တော့အဲ့တော့တော့လက်ခံလေးမယ်။ဘာကြောင့်လဲဆိုတော့ရုပ်ရှင်ဆိုတော့ကသူစက်စီကိုအော်တော့ငုံနေမျက်လုံးကိုမြင်အောင်ပြလို့ရတယ်။ပြဿနာကတော့အစီအုံပြိတ္တမတပါးအနောက်ရောက်နေမမြင်ရတော့ဘူး။ဒါပေမဲ့အဲ့မှာကပညာပညာသိပ်ပါကြတယ်လို့ပဲကျွန်တော်ပညာရှင်ကြီးတွေအမှုပညာရှင်တွေလေးလေးစားစားပြောတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့မျက်ရည်တွေမမြင်ရပါဘူး။ကြည့်နေတဲ့တယုံလုံးလူတွေရဲ့ရင်ထဲမှာ အနီးမှာလာပြီးတော့ပြတ်တယ်လို့ပေါ့ပါဝါတွေတင်ရတယ်။တော့တမန်စကားတက်ပို့ပြောရတယ်။တမန်တုံးတက်ပို့ပြီးတော့អော်ရတယ်။အဲ့ဒါခေပြီးတော့ခင်နေအာလီလီတို့ရဲ့ဟောပေါ့ခစ်စာပေါ့နော်။နောက်ပိုင်းကျတော့ကော်လမိုက်တွေပေါ်လာတဲ့အတွက်ကြောင့်အခုရုပ်ရှင်လိုပဲအေးစီပေါ့ပေါ့ပါပါအတောင်ချပြီးတော့ပြောလို့ရတယ်။ဒါကြောင့်အသက်ကြီးအသက်ကြီးမှုတ်လိုက်တာလေးတွေအဲ့တော့ပြေးပြေးမှန်မှန်လေးပြောတာလေးပြပြောလို့ရပါဘူး။ဒါတော့ရှီတုံးကတော့ဟုတ်တယ် အခုနောက်ပိုင်းမှာတော့ပြဿနာတွေကတကယ့်ကိုရွရှင်နေလို့အတန်ဒီတင်းစရာမလိုဘဲနဲ့ဒီကြောင်ဆီပြောင်းသွားကြပြီဆိုတော့မထူးပါဘူးတိတ်လိုင်းကမပေါ်တော့အခုဆိုရင်ကျွန်တော်ကအနည်း90ပြည့်ဖို့တင်းနေပဲအဲဘာတက္ကရိရတော့နှစ်နှစ်ပြည့်ပြီအခု25 26 29ဆိုရင်ကျွန်တော်တပင်းတက္ကရိ90ပြည့်ကျွန်တော်ပြီးခဲ့တဲ့အဲ2000စက္ကန့်လောက် အဲ့ဒီ40ပြည့်ပွဲကြီးလွတ်လိုက်ပါလေမြို့သားကက်ဆက်ကြီးအခုချိန်မှာတော့ပွဲကိုရက်ထားပြီပေါ့နော်6နှစ်တန်းမှာဘာမှတော့ဘောအမျက်မတော်ရင်ဆိုင်ရတာလေအပျက်စီးနေလည်းပဲရင်ဆိုင်ရတယ်တင်ခါတော့သဘောတရားတွေပေါ့ပစ္စည်းတွေကိုပစ္စည်းကိုဘာလို့ break out လဲရအောင်ကလို့လဲမရကလို့လဲမရဲကဘူချင်းစောင်းရင်းစောင်းရင်း6နှစ်ဖြစ်ခဲ့အဲ့တော့ တော့ကြတော့ပြောတယ်ဘူးတော့အချိန်နဲ့ပြောင်းလာရင်တော့ဖြစ်လာမှာသူ့နေနဲ့သူတော့အရင်တံမိုးကြည့်ပါလားကျွန်တော်သတင်းပြရတယ်ကရုပ်ရှင်ကိုကျွန်တော်တစ်ခါတည်းလေးရိုက်ဘူးပါလားသူ့စီမှာလေးစားစရာအများကြီးရှိတယ်ကျွန်တော်စီမှာကြတော့လေရုပ်ရှင်ကဟိုအေးစစ်ပြစ်ဆက်လို့ရတာကျွန်တော်စီမှာအေးအေးစစ်ပြစ်ဆက်လို့မရတာရှိတယ်အဲ့တော့ဒါလေးဆိုတော့ကျွန်တော်မှတော့ပြန်ပြောပြစီလို့မရတော့ဘူး ကျွန်တော်တို့ဒီခန်းကြီးပြန်ကတော့ပြန်လက်ပြန်တင်ပြမလို့မရတော့တက်ထားတဲ့စာနဲ့လုတ်ထားတဲ့ action တွေမှားသွားရင်အဲ့တင်ညာလုံးအတွက်အိစာနာမည်ခိခဲ့ပါတယ်ကျွန်တော်ကရှင်းပြတော့အရင်တတိထားတဲ့ပြန်ပြန်ကြီးတို့ရုပ်စီမှာတော့ကျွန်တော်သွားရတယ်မှာကျွန်တော် dial တွေကိုအခုချိန်ချင်းချပေးအခုချိန်ချင်းကျွန်တော်မပြောနိုင်ဘူးဘာကြောင့်ခုမှကျွန်တော်ကြက်အားနဲ့ပြောရအောင်ဒီမှာကျတော့ interact ကြီးတွေဆိုတော့စလုံးကြီးကြံတာတွေပါဖြစ်တော့ကျွန်တော်တို့ကြောင့် တစ်ချိန်တစ်ချိန်နှစ်ချိန်သုံးချိန်ရိုက်ပြီးပြင်ပြင်ရိုက်ရတာလည်းရှိကျွန်တော်တို့သိပြီးတော့အားမရအောင်ပေါ့နော်စက်သမီးကြတော့ကြက်ပြီးတော့ကြံတော့တူတစ်ခါကြက်ပြီးတက်တက်လုံးလွတ်ထားလို့ရတယ်ဒါတော့ခီစီကြောင့်လည်းပဲပြဿနာကြီးလေအော်လောကတဝန်းလုံးမှာလွှမ်းဖုံးနေတာအတိုင်းယူနေတာတော့မီဒီယာပါပဲအာတိုင်းတိုင်းပြည်ပြည်ကနေဝင်လာကြတယ်ချော်ပြီးတင်ဆက်မှုတွေကခေတ်လူငယ်တွေရဲ့ရင်ထဲမှာကြောက်ကုန်ကြတော့ ဲ့ဒါတွေအားလုံးကကြည့်ချင်ရင်စောက်မမအများကြီးကြည့်လို့ရပါဘူး။ရုပ်ရှင်မှာတော့ပြလို့ရတယ်တိုးတော်များလည်းဆန်ဆန်ရှိတယ်။စောက်မမဆန်ဆန်မရှိဘူး။အဲ့တော့လွတ်လပ်စွာစုံနိုင်တယ်လွတ်လပ်စွာကနိုင်တယ်လွတ်လပ်စွာဝတ်နိုင်တယ်ဆိုရင်အတိုင်းတာပဲလုပ်ရ။ဟိုကလေးတွေကပြိတ္တအကြိုက်ကြီးပင်းပင်းနဲ့ဒီ stage show ဟာစောက်မမမစင်းစရတွေ့ကက်နေတယ်မှုလို့ဖြစ်သွားတယ်ခေါ့။ဒါပေမဲ့ကိုယ့်ရဲ့မြန်မာမှုလည်းပိုင်ရင် state ဆိုးဆိုတော့လေစူပြတ်တဲ့တော့မမားပါဘူး။ဒါပေမဲ့အတိုင်းတာတခုတည်းမလွန်ကဲမှုရထိရမှာတော့တာရုသမီးတွေအရင်ကြိုးစားနေတဲ့ကလေးတွေကိုကျွန်တော်လူကြီးတွေကနေရာတကာမှာဟောစိတ်ပိုင်းဆိုင်ရာခံတော်တော့ကျွန်တော်မပြောလို့ဘူး။ဘာလို့သူတို့လေးတွေကဆောင်းနေရမြင်းနေလို့လဲ။အရင်ဘဝကိုခင်မိခြင်းနဲ့တိုးတက်ခြင်းနဲ့တိုင်းတစ်ပါးနဲ့ရင်မောင်းတန်းခြင်းနဲ့သူတို့ရဲ့ကြိုးစားမှုလေးတွေကိုဒီနေ့ထိမ့်ပေးဖို့လိုပါတော့။ မလုံနဲ့မကင်နဲ့ဓာကြီးတွေကမြန်မာမှုမဆန်ဘူးဒါပေမဲ့ကျွန်တော်မြန်မာမင်းသားစစ်စီကြီးတယ်ဒါပေမဲ့ကျွန်တော်ချုပ်ကြတော့ကျွန်တော်ကုံနားလေတယ်ခိလေမီရမယ်ရိုးရော်လည်းဖက်တွေထားမဆင်တော်တဲ့တာသမီလေးကိုဖြစ်စေချင်တယ်ခင်ရကတော့ပြထားတဲ့ပိုစတာနဲ့ကိုဆက်ဆောင်မှုအားကောင်းပါလေစိုင်းကတော့ကျွန်တော်မတည်သေးဘူးပေါ့နော်အော်ကျွန်တော်ရဲ့တူလေးတွေပါလို့လေကျွန်တော်လာကြည့်တာမျိုးမဟုတ်ဘင်းနဲ့တူလေးတွေမပါခင်းရင်တောင်မှနေမဝင်ရွာဆိုတဲ့ ဆိုင်အာသူ့ရဲ့ဟိုမင်းတင်းလေးပေါ့နာမည်လေးကိုကြည့်လိုက်တာနဲ့ကိုစိတ်ဝင်စားနေပါဘူးဒါပေမဲ့ဒီနေ့ကြည့်ရမှာရင်ခုန်ပါတယ်ကျွန်တော်မျောလင့်ထားတဲ့တက်တော့ကောင်းမယ်လို့ထင်ပါတယ်ခင်ဗျ